မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဘက်ချစ်ကြိမ်မှာရှားပြီးသွားခဲ့တဲ့ကီးသွဲနီဒီကိုထပ်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်ပေါ့နော်ပြီးခဲ့တဲ့ဘက်ကျွန်တော်အထီးကီး၅မျိုးမှာဆိုရင်ဒီရှားပြီးသွားတာက၃ရှစ်ရှစ်ဖြစ်ပါတယ်ဒီကိုတုံများနီကီးဖောက်သွားတယ်ကိုရှောင်းနီကီးဖောက်သွားတယ်ပေါ့နော်သူကပြက်ပြင်းမရှိတဲ့ဆိုပေမဲ့ဒီချစ်ကြိမ်မှာတော့ဖောက်သွားခဲ့တယ်၃၀နံပါတ်၃မှာဆိုရင်တော့ရှောင်းခွန်ရှစ်ထဲက၈တလုံးနံပါတ်၄မှာကျတော့၃တလုံး နံပါတ်9မှာတော့3ဒလုံးဆိုပြီးတော့833 3ပေါ့နော်3 88ချပြီးသွားခေတာဖြစ်ပါတယ်6ရက်3ရက်3ရက်ပေါ့နော်20နံပါတ်1နဲ့20နံပါတ်2ကတော့ကျွန်တော်20နံပါတ်1ဒီဖောက်ပြီမရှိဘူးပေါ့နော်တော်တော်ဒီပြီးခရက်ချစ်ကြိမ်မှာတော့3ချစ်ချစ်တဲ့ကြိမ်မှာတော့ဖောက်သွားခေတာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်နောက်ထပ်အနေနဲ့ဒီနှစ်3ခွန်ကီးဆိုပြီးတော့တင်ပြထားတယ်ဗောနော်8.4ကီးရမှာ 38ဆိုပြီးတော့388ဆိုပြီးအပူချပေးသွားခဲ့တယ်ပေါ့နော်ဒီ20ကိုလည်းကျွန်တော် TPU ထဲမှာ30ထဲပဲတင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးကျွန်တော်ဒီနှစ်3ခွန်ကြီးရတာကိုတွေ့ပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီကိကတော့ကျွန်တော်နင်း၅လျှောက်ကိတတိလျှောက်ကနေတောင်းလျှောက်ကိုပေးလာခဲ့တယ်ဗောနော20နဲ့တကွာလေးနှစ်ပြီမှာပြပေးထားတာဖြစ်ပါတယ်၆၆၅၆၆၅မှာဆိုရင် ငါရှစ်တိကိဘောနောငါရှစ်တိကိမှာငါတလုံးရှောင်းကိုနိကိမှာကိုရှောင်းနဲ့တောင်းလုံးအပြည့်ရှာပေးသွားတယ်တောင်းများတလုံးတောင်းညာလေးလေးဘောနောအဲအဲ့ဒီမှာတော့တိတလုံးနိနိတိ3 4 8 4 3ပြတော့ဒီဘက်က6ရက်ဒီဘက်က6ရက်6 6 3ဒီဘက်က2ရက်ဒီဘက်က3ရက်2 3ရက်ကိုဒီဘက်က9ရက်ဒီဘက်က9ရက်9ပေါ့နော်โอเคဆက်ပြီးတော့ကြည့်အောင်9 9ပြီးတော့9 3ရက်3ရက်ဖြစ်ပါတယ်9 3ရက်3ရက်တွင်ပါဆိုရင် အဲဒီဘက်ကဒွနိနံပါတ်၁ကခုနှစ်တလုံးရဲ့ဒီဘက်က၃ညရဲ့ခွန်၃ည၃ညပါနော်၃ခွန်၃ခွန်ခွန်၄၈၈၄၈၉၄ဆိုပြီးရှားပြီးသွားတယ်ပါနော်ဒီဘက်က၅တလုံးဒီဘက်မှာလည်း၅တလုံးပဲ၅၆၃ဒီဘက်က၆အဘက်ကလည်း၆၆၈ခွန်၄ခွန်၄၄ခွန်ပြီးခဲ့တဲ့ဘက်တင်တော့ဒီမှာဖောက်ပြီးမရှိဘူးပါနော်၃၄၅ကြီးဖောက်ပြီးမရှိတယ်ဆိုပေမဲ့ တင်လို့388ဆိုတဲ့အတွက်အဲ့ဒီ388တဲ့ချိန်မှာတော့ဖောက်သွားခဲ့တာဖြစ်ပါတယ်။ရှစ်တလေးတဲ့ကရှစ်တလုံးအလယ်နဲ့အပိတ်နေရာမှာရှာပေးသွားခဲ့တာဖြစ်ပါတယ်ဗောနော်။အလယ်နဲ့အပိတ်နေရာမှာရှစ်တလုံးရှာပေးသွားခဲ့တယ်ဗောနော်။ဟုတ်ကဲ့တပင်ပဲဖောက်သေးတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီသွင်းနေနံပါတ်၁ကအာထပ်ပြီးတော့ရှာပေးလောက်မလားဆိုတာလေးတွေ့ပြပေးသွားမယ်ဗောနော်။နေ့တ3 388ဖြစ်ပါတယ်။ဟုတ်ကဲ့ ဆိုတော့တွင်နီကတော့ဒီအရှင်းဆုံးနှစ်ကိုနှစ်ကြိမ်ပေါင်းမယ်ပြီးရင်သုံးမှတ်တဲ့ကြိမ်ကို အနောက်ကအပေါင်းတင်နဲ့ထပ်ပြီးပေါင်းပေးရတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်တွင်နီအရာနှစ်နှစ်ကြိမ်ပေါင်းရှင်းက၄ဖြစ်ပါတယ်၄၃ပေါင်းရှင်းခွန်ပေါ့နော်ခွန်ကို၁ပေါင်းရှင်းရှင်းရတာဖြစ်ပါတယ်၈ကိုကျွန်တော်သုံးနဲ့ထပ်ပေါင်းရတာပေါ့နော်၁၃ပေါင်း၄ဆိုတဲ့အတွက်၈၃ပေါင်းရှင်း၁၁ဆနစ်ပေါ့နော်တွင်နီအရာ၈၁နှစ်အထိကြီးရမှာဖြစ်ပါတယ်

ခမားကိုရာရဲအတွက်အဲ့ဒီကိုကိုကျွန်တော်တုံးနဲ့ထပ်ပေါင်းပြရတာဖြစ်ပါတယ်အပေါ်မှာရှင်းနဲ့3ပေါင်း7တေ3ပေါင်း4ဆိုပြီးတော့8 4 k ယူထားတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီအောက်ကကိုကိုလည်းကျွန်တော်တုံးနဲ့ထပ်ပေါင်းတော့7 2နှစ်ကို3ပေါင်း5ဆိုရတဲ့9နင်5 k ရမှာဖြစ်ပါတယ်ဗောနော်ဒီ8 2နှစ် k ရ9နင်5 k ရဆိုပြီးတော့ကျွန်တော်နေ့တစ်လုံးတူနေတာတွေ့ရတယ်ဗောနော်ဆိုတော့ကျွန်တော်ဒီ20 နှစ်ခုထဲက9.5ဂီကတော့မဖောက်သေးဘူးပေါ့နော်ဒီ7ရှစ်တင်ကီကတော့ပြီးခဲ့တဲ့ချစ်ကြိမ်မှာတော့တကြိမ်ဖောက်သွားခဲ့တယ်ပေါ့နော်ဆိုတော့9.5ရဲ့နောက်ထပ်ကီတစ်ခုနဲ့ကျွန်တော်ထပ်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ပေါ့နော်2.3ဂီအဆက်ဖြစ်ပါတယ်ဒီ6ထိတ်ကုန်မူတည်ပြီးတော့6ခွန်တိကီမှာ6 6နှစ်ချပေးသွားတယ်ဗောနော် 6ခွန်တီကီမှာရှောင်းရှောင်းကရှောင်းတလုံး9ရှောင်းနဲ့3ညရဲ့4ရဲ့3ညလေးလေးတတလုံး2နှစ်တဲ့3တလုံး8လေး3 8ရဲ့3ရဲ့6ရှောင်း3 9တလုံး2တုံများကို9တလုံး9 9 9တလုံး9ရာ9တလုံး3 9 9ပါနော်၄8 8 9 4 3တလုံး9 6 3 6 6ရှေခွန်9တလုံး2နှစ်ခွန်ဒီကလေးတစ်ပတ်မှာတော့3တလုံး3ရှိရှိဆိုပြီးတော့ထိတ်စီးနေရာမှာရှားပေးသွားခဲ့တာဖြစ်ပါတယ်ဗောနော ဒီ3က sorry ဒီရှစ်မှာလုံးပြီးသွားတယ်ဗောနော်3တလုံးထိတ်စီညာကခြားပြီးသွားခဲ့တာဖြစ်ပါတယ်ဆိုတော့3ရှစ်ရှစ်ဆိုတဲ့အတွက်ကြောင့်မို့ဂျူရီနီကဒီ3ထိတ်ကုန်မှုတည်ပြီးတော့ကျွန်တော်တို့3လို့ယူမယ်ဗောနော်3 4ယူမယ်ပြီးရင်3ကို4နဲ့ထပ်ပေါင်းရတာဖြစ်တဲ့အတွက်ခွန်နဲ့ယူထားတယ်ဗောနော်အဲ့ဒီ4ကို4နဲ့ထပ်ပေါင်းတော့ချစ်3 4ဆိုပြီးရောင်းမှာဖြစ်ပါတယ်ဗောနော်โอเคဒါကြောင့်မို့ဒီမှာပြပြမရှိသေးဘူးဆိုရင်တော့ ပြည်ကလေးတပတ်တနည်းအဆက်တည်ကိုနေ9ရက်3 6ရက်ပြီးဖြစ်မယ်ပေါ့နော်ပြေကရတဲ့ဘက်ကတော့သူကနှစ်3ခွန်နဲ့၈4နဲ့ဖြစ်ပါတယ်ဗောနောအဲ့ဒီမှာ3 8သွဲချပေးသွားတာဖြစ်ပါတယ်၈4နဲ့အစား3 4ဖြစ်သွားမယ်ဗောနောအ9နဲ့9ဖြစ်သွားမယ်ဗောနောဆိုတော့ကျွန်တော်တို့ဒီဟာကို9 3သွဲရမှာဖြစ်ပါတယ်ဗောနော9လေးပြေကရတဲ့ဘက်လိုမျိုးပဲကဏ္ဍကမတူဘူးဗောနော9 3 9လေး9 8ရ3 2 3လေး နေ3နေ4ပါနော်ပြီးရင်နေ6ပြုပြီးရမယ်ပြီးရင်5 3 5 3 5 4 5 6ဆိုပြီးတော့ကျွန်တော်ဒီအတွဲ့6တွဲ့ရမှာဖြစ်ပါတယ်ခင်ဗျာဒီကိနှစ်ခုကတော့ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်မှာခြားပြီးသွားခဲ့တဲ့ဤအဆက်ပါနော်6ချိန်အတွက်ကျွန်တော်မက်ဆေ့များလေ့လာလို့ရအောင်ထပ်မံတင်ပြပေးရှင်းဖြစ်ပါတယ်โอเค ။ဒါဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ဘက်မှာအပြေးခွေကဏ္ဍ၅လုံးရတယ်ပေါ့နော်။ဒီလေး၅ခုက၃လုံးပေါင်းရှင်းရှင်းပြလိုက်ပေါ့နော်။ဒီကိုးချိန်မှာတော့ကဏ္ဍ၄လုံးရတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီမှာကိုးနေ၅ကီဆိုတော့ဒီပရိနေကဏ္ဍကနေရ၉ရပေါ့နော်။ဒီမှာလည်း၅ရ၉ရဆိုပြီးကဏ္ဍမျိုးရှိတယ်။၃၄၈ကကတော့ဒီမှာ၄တလုံးထိတယ်ပေါ့နော်ဆိုတော့ကျွန်တော်နင်းလေး၉ရ၄၅၉ရဆိုပြီးတိုင်ညီမှုရှိတယ်ပေါ့နော်၈၁ကနဲ့ပြန်ချုပ်မယ်ဆိုရင်တော့ ဒီမှာနင်းလေးကိုပူပြီးအာသာတော့မယ်ပေါ့နော်နင်းလေးကိုအာမယ်ပေါ့နော်နင်းလေးကိုရဲ့နင်းနင်းလေးရဲ့လေးလေးနီးရဲ့ကိုကိုနီးရဲ့ဆိုပြီးတော့ပေါ့နော်ရှစ်တင်နီကီတပီချပေးတော့ခင်မယ်ဆိုရင်ပေါ့ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ဒီဟာလေးတော့ကြင်ညီမှုရှိပြီပေါ့နော်နောက်ထပ်ဒီဟာလေးကြည့်အောင်ကီတန်နီပေါ့နော်အာ939

သူကတကြိမ်ဖောက်သွားတာဖြစ်ပါတယ်၆၈ခုနှစ်မှာတကြိမ်ဖောက်ပြီးတော့ခွန်ခွန်နိနိခွန်ဆိုပြီးရှားပေးတာတယ်ပြီးခဲ့တဲ့ပတ်မှာ၆ခွန်ရှိတင်းနိ3ရက်မှာ388ဆိုတဲ့အတွက်ကြောင့်မို့တနေ့နံပါတ်1က8တလုံးရှားပေးသွားခဲ့ပြီးတော့တနေ့နံပါတ်2မှာတော့3တလုံး8တုံးတွဲရှားပေးသွားတယ်ပေါ့နော်โอเคဒီတနေ့ကိုဂျိုင်းနေတဲ့အမိုက်ဆိုတဲ့အတွက်ကျွန်တော်ထပ်ပြီးတင်ပြသွားမယ်ပေါ့နော် ဒါကတော့တဦးနဲ့တဦးနဲ့ကတော့ကျွန်တော်အကျိတ်ရှင်းတော့မတူဘူးပေါ့နော်ဆိုတော့ကျိတ်နေတဲ့တဲ့မိတ်ဆွေတွေအတွက်ဒီမှာနေတိ3 3 6 6ဆိုတဲ့အတွက်ပြီးရင်36ဖြစ်ပါတယ်ရှူတဲ့နေ့ကဒီ6ကုန်2ကျိတ်ပေါင်းထားတာဖြစ်တဲ့အတွက်3ကုန်2ကျိတ်ပေါင်းမယ်ဒီ36ကို3ကျိတ်ပေါ့နော်အပေါ်မှာဆိုရင်ဒီ7324 6ကြိမ်စနစ်နေနဲ့4ပေါင်း6 6ခွန်ရှိလို့ယူထားတာဖြစ်ပါတယ်ဆိုတော့3ကြိမ်ပေါင်းရှင်း6 6နဲ့3နဲ့ပေါင်း6ခွန်ရှိကီးပဲထပ်ပြီးရမယ်ပေါ့နော် โอเคဒီ20ကျင်းနေတဲ့တဲ့မဲ့ဆွေတွေတော့ဖြစ်ပါတယ်နောက်ထပ်20တခုကဒီ6တောင်များ6ကိုအပေါင်းတင်နေထပ်ပေါင်းထားတာဖြစ်ပါတယ်ရှင်းနဲ့6ပေါင်း7လေးနဲ့တေပေါင်း9ဆွေတွေအတွက်ကြောင့်မို့9 6ခွန်ကြီးရမယ်ပေါ့နော်โอเคဒီမှာတော့ကဏ္ဍမတူတော့ဘူးပေါ့နော်9 6ခွန်6ရခွန်ရကဏ္ဍချင်းတူတယ်ပေါ့နော်9 6ခွန်6ခွန်8ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခုနကအပြည့်ခွေကဏ္ဍ9လုံးမှာတော့ကျွန်တော်6ခွန်8ကြီးလွတ်သွားမယ်ပေါ့နော်6ခွန်8မှာပါတော့ဘူးပေါ့နော်ဒါကြောင့်မို့ ျွန်တော်တို့အားနည်းချက်တော့တွေးပြီးဖြစ်ပါတယ်ဗောနော်အဲ့မှာငါးလျှောက်ခုန်ကြီးမှာငါးသလုံးကတော့ပါနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီလေးကွယ်လုံးကို ကျွန်တော်မရှိများညာကွန်ပြီးတော့အသုံးချလို့ရမယ်ဗောနော်ဒီလေးငါးကိုလာဗောနော်ဟုတ်ကဲ့နောက်ထပ်ဒီကီးဗောနော်ကီးတောင်းလုံးခုဖြစ်ပါတယ်အဲ9ကို3454တောင်ညာလေး353 953 3663 3694ပါနော်တောင်ညာလေးလေးတောင်ညာလေးတက် โอเคဒီ20နံပါတ်3ကတော့ဖောက်တယ်ဗောနောဒီမှာဒါကျွန်တော်မက်ရှင်များတီးပြီးသားဖြစ်ပါတယ်ဗောနောဒီ20တွေကိုကျွန်တော်တင်ပြထားတာကြာပြီဗောနောတောင်ညာ၄၄ဗောနောနိနိတိ၈၄၃၆၆၃နိတောင်ညာ၉၇၉၇တောင်ညာတောင်ညာ၃၇၈၉၄၅၆၃မှာ20နံပါတ်3နဲ့နိနဲ့ဖောက်သွားခဲ့တယ်ဗောနော20နံပါတ်အဲဒီမှာ၆၈ခွန်တွေပြင်မှာဖောက်သွားခဲ့တယ်ဗောနောပြီးရင်ခွန်ခွန် နိနိခွန်စီပြန်ပြီးတော့ okay လာတယ်ပေါ့နော်ဒီခရီးတစ်ပတ်မှာ2 3 4 3လေးထက်က3 8ဆိုတဲ့အတွက်ကျွန်တော်3တလုံးကထိရှိနေရမှာထပ်ပြီးချပြလာခဲ့တယ်ပေါ့နော် okay ဒီတွင်နိကောလည်းဂျိုင်းနေတဲ့တဲ့မဲ့ရှိတဲ့အတွက်ဆိုရင်တော့ကျွန်တော်နေ3 3 8ဖြစ်ပါတယ်တနင်္နီကကျွန်တော်ဒီရှေးဆုံးက6ထိတ်ကုန်မှုတည်ပြီးတော့6ခွန်8ကီလိုယူထားတယ်။နေထိတ်ကုန်မှုတည်ပြီးတော့နေ3လေးပေါ့နော်။ခွန်ထိတ်ကုန်မှုတည်ပြီးတော့ခွန်8ကို ဒီမှာတော့နှစ်ထိတ်ကုန်မှုတည်ပြီးတော့နှစ်34ကီးရာမှာဖြစ်ပါတယ်။โอเคအဲ့ဒီနှစ်34နဲ့နောက်ထပ်တစ်ခုကဒီ3နဲ့6နဲ့ထပ်ပေါင်းပြီးတော့9နဲ့ထပ်ပေါင်းရတာပေါ့နော်။ဒါနှစ်နံပါတ်3ဖြစ်ပါတယ်။ရှင်းနဲ့9နဲ့က7ခွန်9နဲ့3ပေါင်း30ဆိုတဲ့အတွက်3များတင်နေပါတော့အဲ့ဒီမှာတော့ကျွန်တော်နှစ်တလုံးတူနေတာတွေ့ရတယ်ပေါ့နော် Okay ဒီမှာတော့နှစ်တလုံးတူနေတာတွေ့ရတယ်ဆိုတော့ဒီနော်ဒီမှာနှစ်တလုံးလည်းပါတယ်ပေါ့နော်ဆိုတော့ကျွန်တော် ဒီလေးကွယ်လုံးကိုကျွန်တော်မိတ်ဆွေများအားရင်တော့ပို့ပြီးတော့တင်လို့မယ်ပေါ့နော်။တုံများဒီနေ့နေ့3လေးဆိုတော့ပေါ့နော်နေနဲ့အလေးနဲ့ပါနေတာဖြစ်ပါတယ်။ Okay အရှုပ်အနေနဲ့ကတော့ကျွန်တော်ဒီပြီးခရစ်တပတ်မှာဒီကီကိုပဲတုံးစီချင်တယ်ပေါ့နော်9နဲ့9ရဲ့3 4ရဲ့ကိုပဲကီတွဲပြီးတော့ကျွန်တော်သုံးလုံးပေါင်းချင်းပြိုင်နဲ့ညီတလို့ရတယ်ပေါ့နော်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာတမန်ဆွမ်းတွေ့ကြအောင်လားခင်ဗျာ